အသက်လက်ဒီကိုအတင်းကဗလက်ကာနိုအတင်းကို၃ဂိုး၂ဂိုးနဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲစဉ်မှာဟက်ထရစ်သွင်းခဲ့တဲ့တိုက်စစ်မှုအေဗာရက်ကိုအတင်းရဲ့အကောင်းဆုံးကစားသမားအဖြစ်နီးပြဆင်မြူနီကအချီးကျူးဖို့ပြုလုပ်ခဲ့ပါတယ်။ဆင်မြူနီက Everest ကအလွန်ကောင်းပြီသူဟာကျွန်တော်ရဲ့အကောင်းဆုံးကစားသမားပါကျွန်တော်တို့သူ့ကိုပို့ပြီးကောင်းအောင်ကူညီပေးရမှာဖြစ်ပြီးသူကိုဒီမှာနေပေါင်းများစွာပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်သူဟာကျွန်တော်တို့ကိုခြားနားမှုဖြစ်အောင်ပြုလုပ်ပေးနိုင်တဲ့ကစားသမားပါလို့ ESPN ကိုပြောခဲ့တာပါဒီဘက်မှာအတလက်တီကိုအတင်းအားဥဆောင်ကိုသွေးဝင်နိုင်ခဲ့ပေမယ့်ဗလန်ကာနိုအတင်းကိုခြေပါကိုနဲ့ဥဆောင်ကိုပြန်ပေးခဲ့ရာကြောင်းအနောက်ကနေလိုက်ကစားခဲ့ရပြီးမိနစ်80ကျော်မှခြေပါကိုနဲ့အနိုင်ကိုတွေသွေးဝင်နိုင်ခဲ့တာဖြစ်ပါတယ် အတလတီကိုအတင်းအားဒီနိုင်ဝဲကြောင့်ဒီယာလီလာလီကပွဲစဉ်6ပွဲကစားပြီးမှဒုတိယမြောက်နိုင်ပွဲရရှိခဲ့တာပါအေဗာရက်စ်ဟာဗလဂါနိုအတင်းနဲ့ပွဲစဉ်မတိုင်မီဒီယာလီလာလီကပြိုင်ပွဲမှာတကူးတာသွင်းယူထားနိုင်ပြီးမာယော့ကအတင်းနဲ့တကူးစီအသေးချခဲ့တဲ့ပွဲစဉ်မှာလူစားလဲခံရခြင်းစိတ်ပြတ်နေခဲ့တာဖြစ်ပါတယ်2024ခုနှစ်နွေရာသီကမက်ဆီအတင်းကနေပြောင်းရွှေ့လာခဲ့တဲ့အေဗာရက်စ်ကသူဟာအရာအလုံးအဆင်ပြေပြီးဆိုရှယ်မီဒီယာတွေပေါ်ကအရာတွေကိုအာယုံဆိုင်နေမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ် အတရီကိုအတင်းအားလာမယ့်လာလီကာပွဲစဉ်အဖြစ်ရီယယ်အတင်းနဲ့မက်ဒရစ်ဒါဘီပွဲစဉ်ရှင်ပြန်ရမှာပါရီယယ်အတင်းအားရီယယ်လာလီကာပွဲစဉ်6ပွဲစလုံးရာနှုန်းပြင်နိုင်ွယ်ရရှိထားတာဖြစ်ပြီးအတလက်တီကိုအတင်းကိုပိုးမတ်အသာရရှိထားပါတယ်အတရီကိုအတင်းနီးပြစီမိုနီကရီယယ်အတင်းအားပြီးခဲ့တဲ့ရာသီကတက်ပိုကောင်းလာခဲ့ပေမယ့်ဒီပွဲတွေအကောင်းဆုံးပြင်ဆင်သွားမယ်လို့ပြောခဲ့ပါတယ်